လေတိုင်းကိုကြိုက်တယ်ဟဲ့အဲ့လိုပဲပြောတာမိသားစုလေးလို့ခင်တာပေါ့နော်အဲ့လိုမိသားစုလေးကိုခင်တဲ့ခင်တဲ့လူတွေခင်တဲ့သူတွေရားတယ်နော်ရားတယ်နော်ခင်နေလို့ခင်တဲ့သူမပါလားမပါဘူးလားစဉ်းစားကိုကိုကိုစဉ်းစားသူဆိုအတွင်းကြရဟိုးငင်လေးတွေခင်လာတယ်ဆိုတော့အဲ့လိုမျိုးလေးတွေကိုပြောတာမချူဖုန်းကိုကြိုက်မှာဖုန်းကိုကြိုက်မှာဘတယောက်ထားပြင်မှာဆိုလို့အဲ့လိုမျိုးကြီးရောက်ဖြစ်တယ်အဲ့လိုမျိုးပေါ့လေ ယောက်ခဲသမားဖြစ်တဲ့အခါကျတော့ကိုကလေအဲမတ်ကျူကိုလေကိုရဲ့ကိုဘလို့ခေါ်မလဲအမလိုအမေလိုတမီးလိုဖြစ်နေအဲသူ့အတွက်ဆိုအရန်စိတ်မှုတယ်အရန်စိတ်မှုတယ်တမီးလိုဖြစ်တယ်အဲ့လိုမျိုးအကိုကလေဟိုတော်တော်စိတ်ပူတာပေါ့နော်အဲ့လိုမျိုးပေါ့ အာဘာကျူဘလို့ခေါ်မယ်ဆိုလေတမိရဲ့တန်ရုံးရှင်ပေါ့တာကြီးတို့ကကြတော့ခင်လာတဒံဟွာဖြစ်နေပြီလေအရင်ရောက်တော့အဖေအမေရှိတယ်အခုကျတော့အဲသူ့အဖေအမေပြတစ်နှစ်ထဲမှာဆုံးတယ်အဲ့လိုမျိုးဆိုပြီးတယောက်ထဲအာရက်တီလာတယ်အခုကျတော့အသက်ကြီးလာတဲ့အခါမှာအလုပ်တွေမဖြစ်တော့ဘူးအိုပယ်တွေဖြစ်လာပြီအဲ့လိုအချိန်မှာသူတယောက်ထဲနဲ့ရုန်းကန်ရတဲ့အချိန်မျိုးတာကြီးသိတယ်အာသိတဲ့အခါကျတော့လေအဲ့လိုဘလူးခေါ်မလဲဆိုတော့လေကိုစိုးရိမ်နေအဲ့တခါခါကျဖုန်းဆက်လို့မရရင်လေ ငါကျူဖုန်းကိုကြိုက်မှာဖုန်းကိုကြိုက်မှာဘတစ်ယောက်ထပ်ပေးနေမှာဆိုလို့အဲ့လိုမျိုးကြီးရောက်ဖြစ်တယ်အဲ့လိုမျိုးပေါ့လေဒုတိယမိသားစုလေးလို့ဖြစ်သွားတာပေါ့နော်အေးတီကကျတော့တယောက်တည်းနေတာကိုယ့်ပူမကူးကျင်တာပေါ့မကူးစေကျင်တာပေါ့နော်အตาလေးကိုယ့်ကကိုယ်ငိမ့်ခံပြီးတော့ဒါပေမဲ့ကိုယ့်ရဲ့ဟိုဟာခံစားချက်တွေကိုယ့်ရဲ့ဟိုဟာတွေရင်းနှီးမှာတော့ရှိတာတွေကို အနီးကဆုံးတိတာတော့အိန္ဒိယများလို့ဒီသူကဘလို့ခေါ်မလဲတကယ်ချင်းအပေါင်းကြီးအရင်းချလဲမရှိဘူးဒါရှိရင်လေ तू ကလေအဲမဆောမတ်ချူကြီးကိုချစ်ပြီးတော့လေအာကုညီကြတဲ့သူတွေရှိရဲအဲလိုမျိုးပါလေဒါပေမဲ့မဘလောက်ခက်ခဲလေသူတို့တွေကအကူညီတောင်းတာဆိုဘာညာဆိုပျော်ကြသွားတယ်ဘာညာဆိုမလိုက်ွားလိုက်တာပဲဒါပေမဲ့အဲ့ဒါဆိုအကုန်က ကိုပါဖြစ်တယ်သူမသိဘူးအစိတ်တန်းတာနေမချူကြီးအစိမပြေဘူးလို့ပါတာကြီးကအဲ့လိုမျိုးပေါ့လေတင်လိုက်တယ်ဆိုရင်တော့မှလူတွေကလေတချို့တွေကလေပြောတယ်လေမလေးဆန်ဆိုင်ကြီးတော့ဖွင့်ထားတာပဲလို့ပါတို့ညာတို့ပေါ့နော်အဲ့လိုမျိုးပေါ့ဆန်ဆိုင်ကအဲကြာပြဆန်ဆိုင်ကအဲ့ဒီဘောကအစ်ပြေသမီးရဲ့ဘာလဲဆိုတော့ဆန်ဆိုင်ဆိုတာလေလူရှိမှဖြစ်မှာနောက်ပိုင်းကလူရှိမှကိုကကိုပဲလှုပ်ရှေ့တန်းရှေ့တန်းနဲ့ကိုနောက်တန်းနဲ့ကိုဆရာတော့အစ်မပြေတော့ ကအဓိကလေတယောက်တည်းဟမ်ဖြုတ်လိုက်တာရှာတယ်အဲဖြုတ်တယ်တော့မဟုတ်မအွန်လိုင်းနေရတာနည်းနည်းနည်းတော့ရောင်းတယ်ဒါပေမဲ့ဟိုဆိုင်ဆိုင်ကြီးရဲ့လို့မရောင်းဖြစ်ဘူးတော့ဘာလို့လဲဆိုတော့မနိုင်တော့ဘူးအဲ့ဒီကလေးတော့အသက်လည်းကြီးတာလည်းပါတယ်ကိုကိုကိုလုံးလည်းကိုမနိုင်နေရတာအဓိကအဓိကအဲ့ဒါပဲကိုကိုတော့အတွေးတွေတော့ရှိတာပေါ့နော်ဒါပေမဲ့အားငယ်ချင်းတော့မရှိပါဘူးသူကလည်းဟီဟီဟီနဲ့လာခေါ်တာနဲ့ဖုန်းတွေဆက်တာနဲ့ဟိုသွားမယ်ဒီသွားမယ်အဲ့ဒါအဲ့ဒါတွေနဲ့ ဖြည့်ဖြောက်လိုက်တာပေါ့ကွာပြီးတော့မှကို့အပူလည်းသူမသိအောင်လို့ပေါ့အဲ့ဒါမျိုးအမျိုးသွားတာမှမများဘူးမေတာရှိရနော်မေတာရှိမေတာရှိပါတမီးလျှောက်မွေးရတယ်သူစားပွဲရဲ့မတ်တူတည်းသူစားပွဲခလေးမွေးဖို့ရွေးတယ်လေဟာအဲ့လိုပြောတယ်အာသူစားပွဲခလေးမွေးရတယ်အစီအပြေသွားပြီဆိုတော့အာကိုဆွဲကငါးတိတ်ဟိုအားဘယ်သူလဲအဲ့လိုလာတော့ တာကြီးတဲ့အဆင်ပြေသွားပြီတည်လာတဲ့အမောတွေပြေသွားပြီတဲ့အေးဝမ်းသာပါလေငါနောက်သမီးတယောက်ရှိသေးတယ်အာမတ်ကျူမတ်ကျူအိမ်ရပြီဆိုရင်နေရတယ်အိမ်ရတယ်ဖြစ်ချင်တော့ဈေးလေးရတတတတလေးနဲ့ရတယ်ကွယ်အဲ့လိုရတဲ့အချိန်မှလေကိုကလေအယမ်းဝမ်းသာသွားတာအမလေးငါသမီးတယောက်စိတ်အေးရအဲ့လိုရောက်ရပါဟုတ်ကိုကလေကိုကိုကလေဘယ်လိုခေါ်မလဲဆိုလေအဲ့လိုမျိုးအမအလုံးနည်းဖြစ်နေတော့အားလုံးကိုလေဟိုကပေါ့မိသားစုလေးလို့ခင်တာပေါ့နော်အဲ့လိုမိသားစုလေးကိုခင်တဲ့ ခင်တင်တဲ့လူတွေခင်တင်တဲ့လူခင်တင်တဲ့သူတွေဇာတယ်နော်ဇာတယ်နော်ခင်ဒီလိုခင်တင်တဲ့သူမပါလားမပါဘူးလားစဉ်းစားကိုကိုကိုစဉ်းစားခင်တင်တဲ့သူဟုတ်ခင်တင်တဲ့လူဆိုတော့မမို့အပူတွေပြောနေတာလေသူတို့အပူကိုယုံမဲ့ရှိတဲ့သဘောပြပြလေသူဆိုအတွင်းကြရဟိုးငင်လေးတွေခင်လာတယ်ဆိုတော့အဲ့လိုမျိုးလေးတွေကိုပြောတာငါချူရဲ့ပေါ်ပင်းတွေကိုပြောပါစလဲဆုံးကိုကတိတယ်စလဲဆုံးကိုတိတဲ့အခါကျတော့ ဘဝမှာလို့အဲ့ဒါလေအဲဒါကိုကအခုဒီမှာအားလုံးရှိမှာပဲဖွင့်ပြောတာမတ်ချူတင်ကသူ၄တန်းရုပ်ကြိုက်တယ်ဟဲ့အဲ့လိုပဲပြောတာသူကဘာဖြစ်လို့ဆိုတော့အဲ့ဒါအဲ့ဟာကိုအခုမှသိတာအရင်တော့မသိဘူးအခုမှသိရတာအခုနှစ်ပိုင်းနေမှာသိလာတာပေါ့တယောက်တည်းဖြစ်တယ်နောက်ပြည့်ရဲ့ခါကျတော့အရန်အထီးကျန်တဲ့ခါကျတော့သူ့ရဲ့စိတ်မှလေမတိစိတ်ကအရန်သူကြောက်တတ်တယ် အဲ့ကြောက်တက်တာကို तू อ่ะအဲ့ဒါကိုကာဗာလုတ်ပြီးတော့ तू อ่ะလေ against အဲ့လိုမျိုးပေါ့အကန်နေလုတ်တာအဲ့ဒါကိုကိုကအခုမှအဲ့ဒါကြောင့်လေဒါမှန်သောတစ္ဆာတကတိုင်းငငယ်တုံးနေရတယ်လေဇုံမိုးတွေရှုတိမန်နေဂျာကြီးသိရဲ့ဟဲကိုကလေဘာလဲပုံစာတာကြီးကိုခေါ်မြရင်နေပါမတ်ကျူတင်းကိုခွဲပါလို့အဲ့လိုပြောတယ်အဲ့လိုအထီးပြောဘာဖြစ်လို့တာကြီးကြတော့တာကြီးပါအဲ့တော့ကယောက်ျားမြတ်တေးကင်းတော့ကမှာဆွေမျိုးတိုင်းဝမ်းရှိတယ်လေကိုမလာကြဟဲ့ဘာညာလုံစားလို့ရတယ်လေ သူတယောက်တည်းဆိုတဲ့အခါမှာအရန်စိတ်ဘူးခါရကြရင်ငွေရောင်းရလို့ပုံပေါ့အလုပ်တစ်ခုဟိုကပေါ့ခင်မင်းမှုနယ်လုပ်ချင်တယ်ဝါသနာကြောင့်လည်းလုပ်ချင်တယ်ခါအထီးကျန်နေတာကြီးလို့မခံကျင်တော့อืมအဲ့လိုမျိုးလုပ်ချင်တယ်ပေါ့အားလုံးနဲ့မှာဟိုအလုပ်လုပ်နေတယ်ပေါ့အလုပ်လုပ်နေတယ်ပေါ့ပတ်စိတ်ကလေးကိုပေါ့လိုချင်တယ်ပေါ့အဲ့ဒီစိတ်ကလေးလိုချင်တယ်ဘယ်တစ်ခါခါကြလို့ရှင်လဲစိတ်ကုန်ငယ်တာတွေကများလာတယ်မလုပ်ချင်တော့ဘူးเนาะဟုတ်တယ်စိတ်ကုန်မှုတွေကများလာတယ်ခါကြငွေရရင်လည်းလုပ်မလုပ်ရင်လည်းနေ အဒီတိုင်းမဲ့ကိုယ့်အကိုတပြစ်စီဝါရေးလုပ်မယ်ဆိုလုပ်လိုက်တာပဲကိုပစ်ပါဖြိုက်တာလေမပြောဘူးကိုပစ်ပါမပြောဘူးပြောတယ်နေအဲ့အိမ်ထဲမှာအဲ့မှာအဲ့ကိုဘာဖြစ်နေတာဆိုတော့အဲ့မှာအဲ့မှာရောင်းရောင်းတော့ရောင်းနေရတယ်ကွယ်ဒါပေမဲ့အဲ့ဒီကရောင်းရတဲ့ပုံစံကတော့ဆေးဖို့တဲ့ရောက်သွားတာလေတိလားသူတယောက်တည်းဖြစ်နေတာဘယ်သူမှမသိဘူးဘယ်သူမှမသိဘူးဆိုတော့အဲ့ဒီမှာအရင်ပြုတ်သွားတာပေါ့နော်ကိုပစ္စည်းကကုန်သွားတယ်ပုံစံကမရှိတော့ဘူးဘာဖြစ်လို့မရှိလဲဆိုတော့ ဒီမှာကိုဗစ်ကာလမှာအလုပ်လည်းမရှိဘာမှမရှိတော့စားမယ်နောက်ပြီးတော့ဟိုဘလို့ကမဲ့ဆေးဖို့တဲ့ရောက်သွားဆိုပြန်မဝဲနိုင်အိမ်ကအဓိကအိမ်ပိုင်မဟုတ်တာဒီမှာကနေခမင်းလေးတွေပါရှင်ဒီနေ့လေးကအဲဒေါ်ကျင်ပေါ့နော်ဒေါ်ကျင်ချင်းမောင်ကျော်အခု तू ကအဲ့လိုပြောပေါ့လေချင်းမောင်ကျော်လေးနဲ့တိုင်းတို့ကဘေးကဘဲဥဘဲဥစီပြဲလေးရဲ့ငါချောက်ကျော်လေးရဲ့တိုးစရာလေးရဲ့ငြိုသီးစားတောင်းလေးရဲ့အဲ့လိုမျိုးလေး ဟိုဟာလှူရမယ်လူတစ်ထောင်စားဆိုတော့အယမ်းပျော်သွားတယ်အယမ်းပျော်သွားစားကိုယ့်အတွက်မဟုတ်ပါဘူးဒီကလိုအပ်တဲ့သူတွေအတွက်ပါဒီလာလူပေးတဲ့ဒေါ်ကျင်မိသားစုလည်းကျေးဇူးတယ်သူတို့ကထပ်ဆောင်ပြီးတော့ဘာလူပေးသေးလဲဆိုတော့ဖွားထွေးလက်ဖက်သူတို့ရဲ့ဟိုပါပေါ့နောက်ထပ်ပဲဖွားထွေးလက်ဖက်ရဲ့အဲ့ဒီဒေါ်ကျင်ချမောင်ကျော်ရဲ့နောက်တစ်ခါကျဟင်းအနှစ်ရဲ့ပေါ့ဟင်းချက်တဲ့အခါမှာအဲအနှစ်ကိုလွယ်လွင်းတကူမြန်ဆန်ချက်လို့ရအောင်ဆိုအဲ့အဟင်းအနှစ်လေးပါသူတို့ကတအိမ်နာတအိမ်နာမို့တယောက်ကို တထုပ်စီထပ်လူပေးသေးရဲ့ ချစ်တဲ့ပြည့်တဲ့တွေအားလုံးတက်ရှိကြပါစေအခုဖြစ်နေတဲ့သဘာဝဘေးရန်တွေလည်းကျေးဇူးပါစေကတ်ကြီးသုံးပါကြော်နေနိုင်ပါစေအနာရောဂါတွေရေရှင်းပါစေဖြန့်ပြီးများယူပြီးတော့စီးပွားလက်လာပါတွေတိုးတက်နိုင်ကြပါစေလို့နော်ဆူတောင်းပြလာမှာသမီးဆူတောင်းမယ်သူဆူတောင်းတဲ့အတိုင်းပဲဒါပေမဲ့တခုလေးပို့ပြောလိုက်မယ်တောကခင်းဝေးပါစေအေးတောကခင်းပါစေဟုတ်တယ်